မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တားတော့ကိုစီဖြစ်ပါတယ်ကျွန်တော်ကနေ့ဖတ်ကြားပေးမယ့်ကံကြမ္မာကတော့တောက်ကြတာပြီးများအတွက်6လပိုင်းတလတာကံကြမ္မာဖတ်ကြားပြီးမှာဖြစ်ပါတယ်6လပိုင်းတလတာမှာတောက်ကြတာပြီးများအနေဖြင့်ဒီကာလမှာ စိတ်ပင်ပန်းစရာစိတ်ညစ်စရာလေးတွေကြုံတတ်ပါတယ်နောက်တစ်ခုကအလုံးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးစိတ်ဖြစ်စည်းစရာလေးတွေတွေ့ရတတ်ပြီးတော့တောက်ကြတာပြီးများအနေဖြင့် ရေလမ်းနဲ့ပတ္တာမျိုးဒါမှမဟုတ်ခကြီးလိုလေးတွေသွားရတာမျိုးတွေတော့ကြုံတွေ့တတ်ပါတယ်။ပေါ့ကြတတ်ပြင်းကနေပြင်းဒီလာရဝေးကနေပြီးတော့ကိုမတင်မှတ်ထားတဲ့တည်နေတွေကြားတတ်ပြီးတော့မိတ်ဆွေအပေါင်းသင်းနေအနေနဲ့ကတော့တောက်ကြတတ်ပြင်းများအနေအမှာမိမိကိုလိန်လယ်မဲ့လူတွေလှဲပြားမဲ့လူတွေရောက်လာတတ်ပါတယ်။တတိတိထားပြီးဘူးလို့ရတယ်။တောက်ကြတတ်ပြင်းများဒီပြင်းဒီလာတလမှာကကိုထုကိုချူ ကိုဘွားကိုကိုတိုင်ပုံဖော်ထုစေရမယ်။လာလေးတလာဖြစ်ပြီးတော့အလုံးမှာပဲဖြစ်ဖြစ်ပညာကြီးမှာပဲဖြစ်ဖြစ်အပြိုင်အဆိုင်ဒီအတိုက်အခိုက်ဒီကျောင်းအပ်တပြီးတော့ဗောနော်မိမိရဲ့ဉာဏ်ဝိရိယကံသုံးခုပေါက်ဆက်ပြီးတော့အနိုင်ယူကျော်လွှားရမယ်လာလေးတလာဖြစ်ပါလေဒီလမှာတောက်ကြတာပြင်းများအနေဖြင့်အိမ်တော်ကြီးဒါမှမဟုတ်အချစ်ကြီးမှာဗောနော်နည်းနည်းလေးစကားကတိကောက်များတာမျိုးလေးတွေ ဂျုံတတ်ပါတယ်စကားမလို့တယောက်နဲ့တယောက်ပြက်ဆဲတာမျိုးလေးတွေမခေါ်မပြောအဆက်အသွယ်ပြတ်တာမျိုးလေးတွေချစ်သူကြီးသားတွေကြားထဲမှာဂျုံအားတက်ပြီးတော့ဘောနော်အိမ်အောင်တဲ့ညာအနေဖြင့်လဲစကားများရံဖြစ်ရတာလေးတွေဂျုံတွေ့ရတာပါတယ်တောက်ကြသားသမီးများဖြင့်ဒီလမှာတော့တလတာမှာဘာတွေခက်ခဲတွေပဲဂျုံလာလားမိမိရဲ့စိတ်ကိုအတတ်နိုင်ဆုံးတည်တည်ငြိမ်ငြိမ်ထားပြီးတော့ဖြေရှင်းမှုလိုပါတယ် စိတ်အလောတကြီးနဲ့ပေါ့နော်စိတ်ကနေပြီးတော့တေချာမစင်စားဘဲနဲ့စိတ်အလောတကြီးဆုံးဖြတ်တတ်တဲ့ကိစ္စလေးတွေမှာမှားထပ်ပါလေကောက်ကြတပ်သမီးများနေဖြင့်ကျမ်းမာကြီးနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တောက်ကြတပ်သမီးများရဲ့ကျမ်းမာကြီးကဆိုရင်ဖြင့်နည်းနည်းလေးစီုံစီကန်းလေးတွေရောက်ရတာမျိုးလေးတွေချုပ်တတ်တဲ့အတွက်ကျမ်းမာကြီးလေးကိုအထူးခရုစိုက်ပေးဖို့လိုပါတယ်ဒီစားတဲ့မှာပေါ့နော် မိမိအိမ်ကိုဖြစ်မိမိနေတဲ့အလုပ်နေမိမိပတ်ဝန်းကျင်မှာပေါ့နော်နွားပါတဲ့လူရှိရင်လူသားနာမျိုးတွေလုပ်ပြီးမိမိရဲ့ကံကြမ္မာဟိုးကောင်းမွန်ဆူတောင်းပေးလိုက်ရပါတော့ကြတာလူများတွေဒီလားတလားလုံးမှာကံကောင်းသောကဏ္ဍအနေနဲ့ပြောရမယ်ဆိုရင်၄ကဏ္ဍ၃ကဏ္ဍ၅ကဏ္ဍတွေကကံကောင်းပြီးတော့ကံကောင်းသောအကြောင်းဆိုရင်တော့အဖြစ်ကြောင့်အနီအောင်စတာလေးတွေကကံကောင်းနေတဲ့အနေထားမျိုးမှာရှိပါတယ်။ကဲအဲ့တော့ကျွန်တော်ရဲ့တောက်ကြသားသမီးမိတ်ဆွေများတလားလုံးမှာမိမိရဲ့ကံကြမ္မာကို ဆင်းပြီးချောမောလူသည်။စောင်းသည်။အောင်မြင်အောင်ကံနဲ့ညံနဲ့ဆင်းသိင်းပြီးတော့ဆောင်ရွက်နိုင်ကြပါသေးလို့ဆုတောင်းမေတ္တာပို့တာပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။